နောက်ဆုံးကျွန်တော်နဲ့အခြားမှုဆိုးဖော်များကစိတ်ပန်းကိုပန်းအဖြစ်ထွက်ကာတပင်တပန်းအချိန်ကုန်ခံ၍လိုက်လံရှာဖွေချောင်းမြောင်းခဲ့သည့်အမဲကြီးအမဲငယ်များဤအရေးရောက်ပင်မတွေ့ရပဲအလုံးအရှုံးဖြစ်ထွက်ကာစုပ်ပြန်ခဲ့ရသည့်တာရကတွေကြောင့်လည်းရန်ကုန်သားမျိုးကြီးသားကိုရောချုံများကိုကျွန်တော်နည်းနည်းမှအထင်မကြီးခဲ့ချေဒီတခါတော့ကိုမောင်မောင်ခင်နဲ့ဘုံမူးတွေ့ဖို့တောင်းပန်ပါရစေခင်ဗျာ ကိုမြင့်ဆွေကထက်ဆင့်၍မေတ္တာရက်ခံလာပြန်သည် ကိုမြင့်ဆွေနှင့် စာရေးကြီးဦးတန်းမောင်တို့သည် သူတို့၏လက်နက်ဌာနတွင်တာဝန်ကြီးပွန်စွာအမှုထမ်းရင်းခင်မင်းရခင်မင်းကြောင့်ပုတ်ကိုခြင်းမိတ်ဆက်ခြင်းမိတ်ဖွဲ့ပေးခြင်းစသည့်အဲဝတ်ကြီးပွန်မှုများကြောင့်မူဆိုးအလုဝါဒနာပါရှိနေကြောင်းကို သူတို့၏ဆက်ဆံပြောဆိုမှုများကြောင့်ကျွန်တော်အရှင်းသားတွေ့မြင်နေပါပြီ။ကောင်းပြီလေ။ကိုမြင့်ဆွေတနေ့နေ့တော့တွေ့ကြတာပေါ့ဗျာ။ ကျွန်တော်ကစိတ်မပတပါနဲ့အမတ်တမဲ့ဂတိပေးဝန်ခံလိုက်ရပေ၏ကျွန်တော်ဒီကျွန်တော်ဤဂတိတလုံးစကားတလုံးကိုပြောဆိုဝန်ခံမိခဲ့လျင်ဂတိတီဖို့အင်မတန်ဂရုထားတတ်သည် ကျွန်တော်ဤစကားတလုံးကိုလည်းကျွန်တော်ကမျက်နှာ၍တန်ဖိုးထားမိသည် မကြမီအကြောင်းတစ်ခုနဲ့စုံစဲစေသည့်အချိန်ကာလသို့ဆက်ရောက်ခဲ့သည်စာရေးကြီးဦးတက်မောင်နှင့်ကိုမြင့်ဆွေတို့၏ဥဆောင်ပေးမှုကြောင့်ကျွန်တော်နှင့်တစ်ချိန်တစ်ခါမျှ မျက်နှာချင်းမဆုံခဲ့ဘူးသောပုံကိုတူကိုမူဆိုးတန်တရားဝဲကျွန်တော်နဲ့စတင်ကမိတ်ဆွေရင်းချတူအဖြစ်မျက်နှာချင်းစုံမိစေတော်သည်တိတ်တွေ့ခြင်းမိတ်ဆွေဖြစ်ချင်တာနဲ့အစင်တင်ပါပဲခမညာအသက်30ကျော်ခန့်အရက်9ပေ6လက်မခန့်ပုံကိုတူကကျွန်တော်ဤညာဘက်လက်ကိုအနောက်နိုင်ငံဆဆန်စုတ်ကင်နှုတ်ဆက်ရင်းအကျိုးအကြောင်းပြောဆိုလိုက်သည် ဟုတ်ကဲ့ တွေ့ရတိရတာဝမ်းသာပါတယ်ဥမောင်မောင်ခင်ကျွန်တော်ကပြန်လဲ၍နှုတ်ဆက်ပြောဆိုလိုက်ရင်အရင်ကတော့လဲမဲပြစ်ဘူးတလားတိပရစီတောင်းမှန်လိုက်ရဥမောင်မောင်ခင်သည်ပွင့်လင်းလာတော်မျက်နှာဖြင့်နည်းနည်းပါးပါးပြစ်ဖူးပါတယ်ခမရတိတ်ကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူးမေမျိုးနဲ့တောင်ကုတ်တဝိုက်မှာပဲဆိုပါတော့ခမရအမှန်အတိုင်းပြောဆိုဝင်ခိုင်းရင် ပြောပြပါသည် ဒါထက်အပင်ပန်းကိုတော်တော်ခံနိုင်ရဲ့လားမူဆိုးအလုတ်ဟာတကယ်တော့မိုက်ကန်းတဲ့ပင်ပန်းနဲ့အလုံမှုလို့ကျွန်တော်ကဥမောင်မောင်ခင်၏အကဲကိုစမ်းတက်ကမေးခွန်းထုတ်လိုက်ရာဥမောင်မောင်ခင်သည်ကျွန်တော်စူးစမ်းပြီးအပင်ပန်းခံနိုင်အောင် ဆောင်ရွက်ပါမယ်မယုတ်မလွန်ပြန်ဖြေလိုက်ပါသည်ထို့နောက်သူ၌ရှိထားသည့်တနက်အမျိုးအစားစည်ရင်ကိုကျွန်တော်ကတစ်ဆက်သေးမေးမြန်းစုံစမ်းလိုက်ရာသူသည်သူ၏တနက်စည်ရင်ကိုပြုတ်ပြပါသည် 458မနက်ရိုက်ဖယ်ကတော့မကြသေးခင်ကမှ အမေရိကန်ကအတစ်တီထွင်လိုက်တဲ့နောက်ဆုံးပေါ်အမဲပြည့်ရိုက်ဖယ်ပဲကျွန်တော်တကြိမ်တခါမှမပြစ်ခတ်ခဲ့ဘူးရန်အားလဲကောင်းပုံပါပဲစင်စင်စရာကုမ္ပဏီကတော့တိတ်ဟိတ်ပေးတဲ့မနှံတနက်ပဲလေကျွန်တော်ဒီဥမောင်မောင်ခင်ဤနောက်ဆုံးဝယ်ယူခဲ့သည့်458မနှံမဂဇင်းရိုက်ဖယ်အကြောင်းနဲ့ပတ်သက်၍မှတ်ချက်ချလိုက်သည်ဟုတ်ကဲ့ တနက်ကတလောက်စာအုပ်ထဲမှာကောင်းတယ်လို့မှတ်ချက်ပေးထားတဲ့တနက်တွေကိုမရမကစူးစမ်းပြီးဝေယူထားပါတယ်ဘုံမူကျွန်တော်တစိတ်ဘုံမူနဲ့တောလဲသွားတဲ့အခါမှာလိုက်ပါခွင့်ရနိုင်ဖို့ခွင့်တောင်းပါတယ်ဒီကိစ္စကိုကျွန်တော်နဲ့အချိန်နေလှမ်းမေးဦးမယ်ပြဘဲဘက်သွားရကောင်းတယ်ဆိုတာပထမစဉ်းစားရပြီလိမ့်မယ်ကျွန်တော်ကအဖြေပေးလိုက်သည်ဦးမောင်မောင်ခင်ဤ405 16မနန်ရိုင်ဖယ်မှာတနက်ကြီးရောက်လာခဲ့ခြင်းဖြစ်ပြီးကြီးစံအင်အားမှာ ၂၀သာရှိနေ၍တကယ်အရေးနှင့်ထိရောက်နိုင်မရောက်နိုင်ကိုစဉ်းစားမိပြန်သည်ထိုကြီးစံ20မှာလဲရန်ကုန်တို့ရောက်မလာသေးပဲနိုင်ငံခြားမှတင်ပို့ရ၌လမ်းခုလက်တွင်ပင်ရှိနေကြောင်းသိရသည်ထို့ကြောင့်ယခုပထမတစ်ခေါက်အစမ်းလေးကျင့်ကံတော်စင်းရ၌ဖော်ပြပါ458မန်နရိုင်ဖယ်ကိုပထမဦးဆုံးစမ်းသပ်ခွင့်ရမည်မဟုတ်ကြောင်းကိုကျွန်တော်စဉ်းစားမိပါသည်ကျွန်တော်သည်ဦးမောင်မောင်ခင်နှင့်အတူပွဲဦးထွက်တပွဲတလန်းကိုစမ်းသပ်ပြစ်ခတ်ရန်အတွက် ရုမနယ်မြေတို့တိုက်ရိုက်မဟုတ်သေးပဲရင်းရုမနယ်မြေဤအရှိတ်အဆုံဆုံးတော်ပြန့်ဒေတာတစ်ခုခုတွားရောက်၍အမဲကြီးနှင့်ကြားတကောင်ကောင်ကိုပြစ်ခတ်ရေးအတွက်စီမံလိုက်ရပေ၏။ထို့ကြောင့်လည်းကျွန်တော်သည်ရင်းနှီးတစ်တော်ကျိုးဝိုင်းတွင်ရှိကုန်းတာနယ်မြေမှရဲဘော်ဦးဘိုးစိန်စီတို့နေအခြေနေအမဲအခြေနေစုံစမ်းသည့်အကြောင်းကြားစာနှင့်ရဲဘော်တယောက်ကိုအထူးတာဝန်ပေးအပ်ကာဆေလွတ်ခဲ့လိုက်ရပေ၏။ ရက်တပတ်အကြာတွင်ရဲဘော်နှင့်ဦးပိုးစိန်ကိုယ်တိုင်ကျွန်တော်ရှိရာသို့လိုက်ပါလာပြီးအခြေအနေများကိုပြောပြပါသည်။ဘုံမူရေကျုပ်တို့ကုန်းတာနယ်မြေမှာကြားထနေတဲ့အဲ့ဒီအနေရကိုတက်နိုင်သလောက်ကာကွယ်ပေးဖို့လိုတယ်ဗျရွာသူရွာသားတွေများကောင်းကောင်းမအိပ်ရဲဘူးလယ်ထဲကိုထွက်ပြီးလုကင်နေတဲ့လူတွေရွာထဲကိုပြန်ပြေးလာကြရတယ်။စသည်ဖြင့်ကြားတောင်းကျမ်းမှုတည်င်းကိုပြောပြပါသည်။ကြားဘဏ္ဍကောင်လဲဘဲရွာတွေမှာအခြေခံပြီးလှုပ်ရှားနေတယ်လေ။ ကျွန်တော်ဒီမကြာခဏရောက်ခဲ့ဘူးပြီးတော်ကျွမ်းကျင်တော်နေမည်ဖြစ်၍စစ်တမ်းထုတ်လိုက်ရပြီ။ကြားပူနေတာကတော့တောင်မူမြောက်ပိုင်းနယ်စပ်တစ်လျှောက်ကနေကျွန်တော်တို့ရွာအထိပဲကြားနှစ်ကောင်ခမရ။ဘုံမူတိမှာပေါ့တောင်တစ်ပုတ်ပင်နဲ့မန်ကြီးကုန်းဆိုရင် ဝက်တွေနွားတွေ ကုန်လူပြီးနေမဝင်သေးဘူးကြားကရွာထဲရောက်နေပြီးကျုပ်တို့ရွာအရှိကလဲတဲ့တဲမှာမနေ့ကဝက်တကောင်ကို မိုးချုပ်ကာနီမှာချောင်းပြီးဝင်းဆွဲသွားတဲ့ရွာသားတွေကဘသူအကူရမှန်းမသိတဲ့အချိန်မှာဘိုးမူးစီကလူနဲ့စားရောက်လာတော့ရွာသားတွေထခုံကြတာပဲတောင်တစ်ပုတ်ပင်ဆိုသည့်စကားသည်ပြင်းမနာနဲ့တောင်တွင်းကြီးမိရထားလန်းတလျှောက်ရှိတစ်ပုတ်ပင်ဘူးတာတွင်ရွာရှိနေ၍ယခုဥပိုးစိန်ပြောသောတောင်တစ်ပုတ်ပင်ရွာမှာတောင်မူခရိုင်ထဲတွင်ပါဝင်နေသည့်တစ်ပုတ်ပင်အမည်ရှိရွာတရွာပင်ဖြစ်ပါသည် ဖော်ပြပါတောင်မူတစ်တောခရိုင်မြောက်ပိုင်းနယ်စပ်တလျှောက်မှာဥပိုးစိန်တို့၏ဂုံးတာရွာအထိတစ်တောကျိုးဝိုင်းတွင်မှဒင်းကျန်းပင်ဖြစ်နေလျက်ရခင်စစ်ကြိုခေတ်ကာလကဆိုလျင်တောစင်များအုပ်လိုက်ချီကပြောင်းနေဆိုင်အုပ်ကလည်းရွာနှင့်သုံးလေးမိုင်အကွာတွင် မလွယ်လံပြစ်ခတ်နိုင်စွမ်းရှိသောအမဲကြီးများပုံများရာတောကြီးများဖြစ်ခဲ့သည်ဘကူယိုမာဂျော်ဒန်ကြီးသည်အနောက်ဘက်မိုင်၄၀အကွာမှ ခါပန်း၍ဖော်ပြပါကျိုးဝိုင်းကြီးများနှင့်တဆက်တည်းရှိနေခြင်းကြောင့်ဆေးအုပ်ပြောင်းဆိုင်အုပ်များသည်လှဲ့လေကျက်စားကရုံးမတလက်အောက်ချင်းပြန့်တော်များဖြစ်သည့်တောင်ငူပြင်းမနာနယ်ဆက်ကျိုးဝိုင်းများတလက်လက်ပတ်ကကျက်စားခဲ့သော ထွေတော်ကျိန်တော်တင်းဝါတော်ကျုံခင်းကြီးများစသည့်ပြည့်နှက်နေသောတော်ကြီးတောင်ကြီးများရှိနေသောအဓိကရတော်ကြီးများကျိုးဝိုင်းကြီးများပင်ဖြစ်၏။စာရေးသူစစ်ကြိုခေတ်ကဖော်ပြပါကုန်းတာနယ်မြေနှင့်တောင်ငူမြောက်ပိုင်းနယ်မြေတလျှောက်တွင် ဥပိုးဟန်ကြီး တက်ကြက်ကြီးတန်ထွန်းရဲဘော်ကြော်လိုက်အစာရှိသည့်ရဲဘက်များနှင့်တက်ဝတ်တရားမှ အားလက်ခွင့်ရတိုင်းအမဲကြီးများကိုလှဲ့လေပစ်ခတ်ခဲ့သည်စာရေးသူဤမူဆိုးအောင်မြေဒေတာလည်းဖြစ်ခဲ့ပေ၏နေကတော့အကျေသားပဲဥပိုးစိန်ကြားဆိုတာခမားလည်းသိတဲ့အတိုင်းတိတ်ချီရှိတဲ့အကောင်မျိုးဒီနေ့ဒီနေ့တွေ့နေပေမဲ့နောက်တစ်နေ့ဟိုဘက်မိုင်လီ90ကျော်မှာတောင်းကျဲနေပြီးရပိုင်းတွင်းမှာလာခဲ့မယ်လေ ဒါနဲ့ခုအချိန်ဥပိုးစိန်တို့ရွာကိုလှဲလန်းမပေါက်သေးဘူးမဟုတ်လားလူအထမ်းတွေစီစဉ်ဖို့လိုတယ်။ရှိတဲ့ရေးအစီအစဉ်ကိုပြောပြလိုက်ပါသည်။ဥပိုးစိန်ကလည်းအထမ်းသမားပြည်တနာအတွက်တူတာဝန်ယူကြောင်းပြောပြပါသည်။မူဆိုးတန်တရာတွင်၌လှုပ်ရှားခြင်းလည်းခဲ့သူဖြစ်၍တောတောင်ကြီးရာလှဲလန်းမပေါက်ရာဒေသများတောတောင်များသို့ကျွန်တော်တို့မူဆိုးဖွဲ့ဝင်များချီတက်ခဲ့သည့်အခါတွင်တော်တွင်ချစ်ကားအဖြစ် စီးစင်များတော်ဤကုန်တင်ကားများအဖြစ် ဝန်တင်စင်ကြီးများကိုအတုံးပြုကနောက်ဆုံးစင်များမရနိုင်သည့်အခါတွင်ကျွန်တော်တို့နှင့်အင်မတန်ခင်မင်ရင်းနှီးသူရွာသားများကလူအထမ်းဖြင့်မူဆိုးပစ္စည်းများနှင့်ရိတ်ခါများကိုတည်ယူရပေ၏။ဥပိုးစိန်တို့နယ်ဘက်တောင်ငူနယ်စပ်မှရွာသူရွာသားများသည့်မိုင်340ကျော်ဝေးသည့် လေဝေးစေဘူဒာတစ်ပုတ်ပင်စေများတို့တလတစ်ကြိမ်လောက်ခြေလင်းပခုံးထန်းဈေးဝယ်လာလေးရှိသည်ယောက်ျားတစ်ယောက်လျင်ပခုံးထန်းကုန်လေးကြိမ်20မှပိတာအစိတ်ထိထမ်းနိုင်ပြီးလျင်မိမတအူအတွက်တစ်ယောက်လျင်10ပိတာထိရွက်ကာဤမြဝေးသောတောတောင်များခီးချမ်းများကိုဖြဲ့၍ကုံရောင်းခြင်းကုံဝယ်ခြင်းများပြုလုပ်နိုင်စွမ်းရှိကြပေသည်ကျွန်တော်သည်ရန်ကုန်ရှိဥမောင်မောင်ခင်တို့ဥပိုးစိန်တို့၏နေမြေခြေနေနှင့်ပတ်သက်၍အကြောင်းကြားစာတစ်စောင်နှင့်စတင်ခီးထွက်မိရပိုင်းခြေနေတို့ကိုစာရေးလိုက်သည် ျွန်တော်ဤရည်ရွယ်ချက်မှာရိုမကျော်ကြီးပေါ်သို့တိုက်ရိုက်ချီတက်ရန်ကြင်သားရကြရည်အတွက်အစမ်းလေးကျင်ကန်းယူရန်ဖြစ်ဖြစ်ဥမောင်မောင်ခင်တို့ဤခြေကိုကြည့်ရှုစစ်စစ်အကဲခတ်နိုင်ရန်အတွက်ဥပိုးစိန်တို့နယ်မြေတို့ပထမပွဲဥထွက်ချီတက်ကြရန်စီစဉ်လိုက်ခြင်းသာဖြစ်ပါသည်ရိုမကျော်ကြီးပေါ်သို့တိုက်ရိုက်တက်ရောက်ရေးမှာအကျင့်လိုလေသည် တောင်ကုန်းအင်မတန်ကြီးပြီးအနေရများပြားလာပေ၏ဥမောင်မောင်ခင်တို့၏ခံနိုင်စွမ်းရှိမရှိခြေကဲခက်ရန်အရေးကြီးလာပေ၏သူမဟုတ်ခြေကဲလူကဲမခက်ကြပဲရိုးမကြောက်ပေါ်သို့ပထမတချီနှင့်တန်း၍တက်ထည့်လျင်ဤတန်းမှာအခြားခြားသောရန်ကုန်သားတွေလိုမဟာပြဒနာကြီးများနှင့်မဟာဒုက္ခကြီးတွေတွေ့နိုင်ပေလိမ့်မည်ဖြစ်သည်ကျွန်တော်နဲ့ဦးမောင်မောင်ခင်တို့၏အရေးပါသည့်ပစ္စည်းများစည်းရင်းကိုကျွန်တော်အကြံတွက်ချက်၍ကြည်လိုက်မိသည် ျွန်တော်တို့ဒီတစ်ချိန်တစ်ခါက423မနန်ရိုင်ဖယ်နဲ့12ပိုးနှလုံးပြူတလက်6လုံးပြူတလက်သာရှိနေသေး၏ကျွန်တော်ကိုင်းနေကြ385မနန်ရိုင်ဖယ်နဲ့22ရိုင်ဖယ်ကိုလည်းဘူကြီးအောင်ခင်သည်ရိုးကုမ္ပဏီမှတဆင့်နိုင်ငံခြားသို့မှယူထားခြင်းဖြစ်သည်ဥမ္မောင်မောင်ခင်မှာလောလောဆယ်အသုံးပြုနိုင်သည့်တလက်မှာ36မဂဇင်းရိုက်ဖက်တလက်10နှစ်ပိုးနှလုံးပြူတလက်နှင့်22ရိုက်ဖက်သာရှိကြသည် ထိုငါးလက်နှစ်ပင်ကျွန်တော်တို့နှစ်ဦးပါဝင်ဦးဆောင်သည့်အဖွဲ့ဝင်များကဥပိုးစိန်တို့နယ်မြေရှိကြားတောင်းကျမ်းများကို ဝင်ရောက်ရှာဖွေနှိမ်နှင်းပေးရတော်မူတကားဥပိုးဟန်ကြီးကိုလည်းရိတ်ခါနှင့်တော်တွင်အတုံးကြမည်မရှိမဖြစ်သည့်ပစ္စည်းကရိယာတို့ကိုသာယူနစ်စေရန်အမိန့်ပေးရပါသည်အเจ้าမှာလဲမပေါက်ဆင်သွား၍မရသည့်အနက်အချင်းအရာနှင့်ကျွန်တော်တို့လူစုသည်လူထမ်းများနှင့်ချီတက်ရမည်ဖြစ်၍လူထမ်းများကို အာနာတော်ညာတာတော်အဖြစ်ပစ္စည်းကရိယာအပူများမယူငင်ကြအောင်မတုံးမဖြစ်မရှိမဖြစ်သောပစ္စည်းများသာယူခဲ့ကြပါသည်၃လရက်အတွင်း၌ကျွန်တော်ရှိရာ ပြင်မနာမျိုးတို့ဥမောင်မောင်ခင်စီမှ ကျွန်တော်ဤစီစဉ်ချက်အတိုင်းပြင်မနာတို့အမြန်ရထားဖြင့်လိုက်ပါလာမည်အကြောင်းပြန်ကြားချက်စာကိုလက်ခံရရှိပါသည်သို့သောကျွန်တော်တို့မူဆိုးဖွဲ့ဝင်များသည်ဥပိုးစိန်တို့ဤကုန်းတရွာတို့ခြိတက်၏အစီအစဉ်မှာအကောင့်ထဲဖြစ်ပေါ်လာရန်ရှိတော်သည် ဥပိုးစိန်ကိုယ်တိုင်ကျွန်တော်နဲ့အတူပြင်မနာမှနေ၍စောင့်ကြလျက်ကုန်းတာသို့ချစ်တဲ့ရေးအစီအစဉ်ကျွန်တော်ဥပိုးဟန်မောင်တင်ထွန်းစသည့်ပုံကူများပါဝင်လျက်ဥမုံမောင်ခင်ဗမာမြညာလူဦးရေပါဝင်မည်ကိုခံမှန်း၍မရနိုင်သေးပါသူဤစာထဲ၌သူဤတပိနှစ်ယောက်ဟူ၍ပါခဲ့သည်ချင်းဆိုထားသည့်ဥမုံမောင်ခင်၏အဖွဲရောက်ရှိလာသည့်ရက်ကိုစောင့်ကြိုနေကြရင် ကျွန်တော်တို့လူစုကလည်းလိုအပ်သော စေဝါးရေးခပစ္စည်းများကိုလူလေသေးမရှိစတန်းပြင်ဆင်လိုက်ကြရပါသည် ပြိမနာမှာကျွန်တော်နဲ့အတူလိုက်ပါလို့ကြတော့တနတ်သမားများကိုလည်းအခြေအနေရလိုက်ပါခွင့်မပြုနိုင်တဲ့ဖြစ်ကျေနဲ့လောက်အောင် တောင်းပန်ခဲ့ရသည်လူများလေးလေးရိခါပြဿနာနဲ့အုပ်ချုပ်မှုအခြေအနေကခက်ခဲလာစေသည့်ထို့ကြောင့်လူပိုများကိုကျွန်တော်ကမခေါ်ပဲခြံလက်ခဲ့သည်ဦးမောင်မောင်ခင်စီ၌လည်းအကြောင်းကြားစာထဲတွင် ကျွန်တော်တို့ကဲ့သို့ဒုက္ခခံနိုင်သူများအပင်ပန်းခံနိုင်သူများသာခေါ်ခဲ့ရန်နှင့် အထူးသဖြင့် အရက်သေးစာတောက်စားခြင်းခွင့်မပြုနိုင်ကြောင်းကို အသေးချာဖော်ပြခဲ့သည်အချိန်ခါကလည်းမိုးရင်းကာလဖြစ်၍နေအခြေအနေတွင်ခြေရာခံ၍အကောင်းဆုံးဖြစ်ပြီးရာသီဥတုအခြေအနေနှင့်လည်းချမ်းလဲတိတ်မချမ်းအိုက်လည်းတိတ်မအိုက်သောအချိန်ကောင်းပင်ဖြစ်ပါသည်အချိန်ခါ၎င်းအခြေခံနယ်မြေအရလည်းကောင်းသည့်ကြောင့်ရိုးမကျော်ကြီးပေါ်သို့မတက်ခင် ခြေစမ်းလက်စမ်းသည့်အနေဖြင့်ဥပိုးစိန်တို့၏နယ်မြေကုန်းတာမှ ောင်ငူမြောက်ပိုင်းနေဆက်တလျှောက်ထိခြေဆန်းကြရန်စိတ်၌ဆုံးဖြတ်မှတ်သားထားမိပါသည်။လေကြည်ရေစခန်းနှင့်စမ်းသက်ပွဲပြေမနာတောင်တွင်းကြီးယထာကြီးသည်ပြေမနာဘုရားမှနနက်9နာရီချိန်စတင်၍ထွက်ခွာခဲ့ပြီးယထာရဲပေါ်၌ကကျွန်တော်နှင့်ဥမုံမောင်ခင်ဥဘိုးဟန်မောင်တင်ထွန်းဥတန်းကြီးကိုလွန်းတင်ကိုတင်လာစသည့်ကျွန်တော်တို့အမျိုးသားချစ်တဲ့ရေအဖွဲ့ဝင်များကပစ္စည်းကရိယာအစုံလင်နှင့်လိုက်ပါခဲ့ကြပါပြီ။ ပစ္စည်းကရိယာများကိုနည်းနိုင်သမျှနည်းအောင်ယူခဲ့ကြတော့လေကျွန်တော်နဲ့ဥမောင်မောင်ခင်တို့ပစ္စည်းများစုပေါင်းထားလိုက်တော့ခါတွင်ကျွန်တော်တို့အနီးတစ်ဝိုက်မှာခုံများပေါ်နဲ့အထက်ပစ္စည်းတင်တယ်များအပေါ်နှမူကျွန်တော်တို့ပစ္စည်းကရိယာများနဲ့ပြည့်ကျက်နေပါသည်ဥပိုးစိန်သည်ကန္တာဘူဒာမသူဤပရိသတ်များနဲ့အသင်ဆောင်ကြရန်အတွက်ညနေကပင်ပြန်သွားခဲ့ပါသည်ပစ္စည်းအထုပ်ပိုးများမှာများပြားနေသည့်ကြောင့်ဥပိုးစိန်စီမံသလိုလူအထံပိုးနှင့်ဖြစ်မှဖြစ်ပါမလားဟုကျွန်တော်တန်လျာစိတ်များသည့်ကျွန်တော်၏ခေါင်းထဲတွင်ပေါ်နေပါသည် ကန္တာဘူဒာရောက်မှပင်လူထမ်းလူလျင်ကန္တာဘူဒာ၌ရှိကြသည့်ကျွန်တော်ဤရဲဘော်များကိုအကူအညီတောင်းရန်ကြံစီလိုက်ရပေ၏ကျွန်တော်ဤအဖွဲ့ဝင်များမှာဥပိုးဟန်မောင်တင်ထွန်းဥတန်းကြီးတို့ဖြစ်ကြပြီးဥမောင်မောင်ခင်ဤအဖွဲ့ဝင်များမှာကိုညွတ်တင်ကိုတင်လာတို့နှစ်ဦးဖြစ်ပါသည်သူတို့ကိုကြည့်ရခြင်းတွင်လူရွယ်လူငယ်များဖြစ်ကြသလိုကျမ်းမာတန်ဆွမ်းကြောင်းအခြေအနေများတွေ့ရသဖြင့်ကျွန်တော်တို့ရင်ဆိုင်ရမည့်ခြေစမ်းလူစမ်းပွဲအတွက်စိတ်ချရမည့်လက္ခဏာများတွေ့နေရပါသည် ကျွန်တော်ဤအဖွဲတွင်ဥပိုးဟန်နှင့်မောင်တင်ထွန်းတို့မှကျွန်တော်တို့နှင့်အတူတောလေရာသို့လိုက်ပါ၏တာဝန်နှင့်ဦးတန်းကြီးမှထမင်းဟင်းအချက်ပြုတ်ကောင်းသူဖြစ်ပြီးစခန်းအတွက်စိတ်ချရသောထိမ့်သိမ့်နိုင်သည့်ပုံကိုယ်တူဖြစ်၍ခေါ်ယူခဲ့ခြင်းဖြစ်သည်။မိရထားတရွဲလုံးတွင်ကျွန်တော်တို့ကောင်းစွာသိရှိကြသည့်မိဟောင်းဆွေဟောင်းများဖြင့်ပြည့်နှက်နေသည့်အတွက်နှုတ်ဆက်စကားပြောရ၏ရန်ကုန်မှလိုက်၍လာသည့်ဦးမောင်မောင်ခင်နှင့်လည်းကျွန်တော်ကမိတ်ဆက်ပေးလိုက်ရသည် ခီးတဲ့များမှာမိယထဘမအရာရှိအမှုထမ်းများအနက်လေဝေးပူရာယုံပိုင်ဖြစ်သူကျွန်တော်နဲ့ကြောင်းနေဖက်တငယ်ချင်းမောင်ဆိုးလဲတဦးအပါဝင်ဖြစ်သည်ငယ်ပေါင်းကြီးဖော်များပြီးပြီးသူသည်ကျွန်တော်ဤစာပေနှင့်ဝိထုများကိုနှစ်ချိုက်စွာဖတ်ဖူးခဲ့သည့်စာဖတ်ပရိသတ်တဦးဖြစ်ခဲ့သည်ကျွန်တော်ဤအမဲပြခြင်းအလုံး၌လည်းစိတ်ပါဝင်စားခဲ့သူဖြစ်သည်ဦးမောင်မောင်ခင်တို့သည်ခင်မင်းရင်းနှီးစွာနှုတ်ဆက်ခဲ့ကြပြီးမကြမီလေဝေးပူတာတို့ဆက်ရောက်ခဲ့သည့်အတွက်ကျွန်တော်တို့ယထာခီးစင်မှာထက်ဝက်ကျော်တို့ရောက်ခဲ့၍တတိပြုမိသည် မကြာမီနောက်၈နာရီခွဲချိန်တွင်ကျွန်တော်တို့မူဆိုးဖွဲ့ဝင်များစီးနင်းလိုက်ပါလာသောယထာကြီးသည်ကန္တာဘူရာသို့ဆက်ရောက်ခဲ့သည်တွင်ဥပိုးဟန်နှင့်အဖော်များကပစ္စည်းများကိုဝိုင်း၍ချယူကာလှဲများပေါ်သို့ဝိုင်း၍တင်လိုက်ကြသည်လှဲသုံးစီးကိုအယံတင့်တွေ့လိုက်ရသည့်ကြောင့်ကျွန်တော်သည်ဥပိုးစိန်ကိုလှမ်း၍ဘယ်နဲ့လှဲတွေနဲ့လားလှဲပေါက်ပြီလားဥပိုးစိန်ဟုတ်ကဲ့လဲလန်းကောင်းကောင်းကတော့မပေါက်သေးဘူးခက်ကြမ်းကြမ်းခက်ကွေ့ကွေ့မောင်းရလိမ့်မယ် အဲ့ဒါကလှမောင်လူကလဲတစည်းအတင်းလာပြီးကုညီပန်ရစေဆိုလို့စုစုပေါင်းလဲသုံးစည်းဖြစ်နေမယ်မဟုတ်လားပစ္စည်းများကိုကာတော့ကမျိုးတင်ဆောင်လိုက်ကြသည်နှင့်ကျွန်တော်သည်ဥပိုးစိန်နှင့်ဥမောင်မောင်ခင်ကိုမိတ်ဆက်ပေးလိုက်သည်ကဲခတ်တုတ်တုတ်ထွက်ကြရအောင်လမ်းမှာနေပူနေလိုက်မယ်ဥပိုးစိန်ကတတိပေးလိုက်သည်ကျွန်တော်သည်ဥမောင်မောင်ခင်ကိုကြည့်၍ လဲရီပေါ်လိုက်ချင်လိုက်ပါကျွန်တော်တို့ညောင်းလို့အခုအခန့်တင်မယ်ခြေလင်းလျှောက်ပြီးလမ်းမှာတွေ့တဲ့ဂျီနဲ့ချက်တွေကိုဟင်းလျာအတွက်ပြစ်မှတ်လို့စိတ်ကူးတယ်။ဦးမောင်မောင်ခင်တို့ကိုလဲပေါ်သို့စီးနှင်းလိုက်ပါကြရန်တောင်းပန်လိုက်သည်။ကျွန်တော်တို့လည်းဘုံမှုနဲ့အတူခြေလင်းလျှောက်မယ်လဲပေါ်မှာတိတ်ညောင်းမှဆိုရတယ်။ဦးမောင်မောင်ခင်က ပြောလိုက်ပြီး၃ဝဝ6ရိုင်ဖယ်ကိုဆွဲကာကျွန်တော်ရှိရသူထွက်လာသည်။ထို့ကြောင့်လှဲသုံးစီးပေါ်၌အိယာလေးပစ္စည်းစေဝါးရိခါများကို တင်ကားဥတန်းကြီးနှင့် ဥပိုးစိန်တို့ရွာမှလူနှစ်ယောက်တို့ကိုစောင့်ချက်စီကလဲများကို ရှေးဥစွာထွက်ခိုင်းလိုက်သည်ကျွန်တော်နဲ့ဥမောင်မောင်ခင်သည်လက်ဖက်ရည်အချို့နဲ့မုတ်အနှဲငယ်ကိုစားတောက်ပြီးကန္တာရွာဤတောင်ပိုင်းစီသို့ထွက်ခဲ့ကြသည်ကန္တာမကုန်းတာရွာသို့သွားရမည်ခီးကစတင်ခဲ့ပေပြီတကားကြေးရွာသားများ၏အခေါ်ပြောအရကန္တာရွာနှင့်ကုန်းတာရွာသည် ရှစ်မိုင်ခီးဟုခေါ်ထွင်ကြသည်တို့ရတွင် ကျွန်တော်ဤမိုင်းတွက်ခီးစဉ်အရာ10မိုင်သို့မဟုတ်12မိုင်ခီးရှိရမည်ဟုခမန်းရပါသည် နေကလည်းအရှိစီမှအရေးကလေးတက်ကြွနေပါသည် ထို့ကြောင့်ခတ်တုတ်တုတ်ချီတက်နိုင်မှနေပူချိန်တက်တာပေမည်ကျွန်တော်သည်ဆဲနှစ်ပိုးနှလုံးပြူကိုထမ်း၍ဥပိုးစိန်ဘက်ကိုကြည့်လိုက်ပြီးအခုလိုပုံနဲ့ဆိုရင်ညနေ3နာရီလောက်မှရောက်မယ်ထင်တယ်အချိန်ကိုခန့်မှန်းလိုက်တဲ့တွင်ဥပိုးစိန်ကဘယ်မလဲဘုံမူးအလွန်ဆုံးတနာရီပဲခဏလေးတွားရမှာပါ အပိစကားပြောလိုက်သည်ကန္တာဤတောင်ဘက်ရှော့ဖြူချောင်းကိုဖျက်ကျော်ကြပြီးလေကွင်း၃လေးကွင်းကျော်ခဲ့သည့်နောက်တွင်မြို့မြို့မိုင်းမိုင်းနှင့်ကန္တာတစ်တော်ကျိုးဝိုင်းစသို့ချင်းကပ်ခဲ့ကြသည် နေပူတက်လာသည့်အလျှောက်တည့်ရိပ်ဝါရိပ်များတွင်၌ကြက်ငတ်တရိတ်ဆန်များကခိုကက်က နေပူချိန်မှအနားယူနေကြပါပြီတက်ကြပြိုကျိုးဝိုင်းနေရောက်မှနေပူတာတက်တာမယ်ဥပိုးစိန်ကတတိပေးလိုက်သည့်ကြောင့်ကျွန်တော်တို့ခြေမှလည်းပုံမူတွက်လာပါတော့၏ မကြမီကျိုးဝိုင်းမှာတည့်ရိပ်များလွှမ်းမိုးရာ6ပေကျဲလဲလန်းပေါ်သို့ကျွန်တော်တို့ချင်းကဲရောက်ရှိခဲ့ကြသည်ထို့ကြောင့်လည်းနေပူချိန်မှချက်ချင်းတက်တာလာတော့ဤကျွန်တော်ကဥမောင်မောင်ခင်တို့ကိုတစေတစောင်းအကဲခတ်ကြည့်မိသည်သူတို့လည်းနေပူချိန်ကိုတိတ်ဖြုံပုံမရချေမညီညာသော6ပေလန်းအတိုင်းကုန်းတရွာစီတို့စတင်ကချီတက်ခဲ့ကြသည်လဲလန်းပေါ်မှာတော့ချက်များရစ်များနဲ့ငှက်မျိုးစုံတို့သည်ကျွန်တော်တို့၏ခြေတံများကြောင့်လက်ဖြက်ကတဟူးဟူးပြန်တန်းရှောင်လိုက်ကြသည်ကိုင်း တချီတမောင်းတော့ဟင်းစားရအောင် ပြကြဦးဆိုကျွန်တော်ကသတိပေးပြောကြလိုက်ပြီးကျွန်တော်ဤနှလုံးပြူတနက်ညာဘက်ပြောင်းလဲမှ ကိုလုံးကြည်စံကိုနှုတ်၍နံပါတ်၁စီးတောင်ကိုထဲကလမ်းပေါ်၌တွေ့ကြသည့်ကျက်ရွင်များကိုခစ်ခတ်ရည်အတွက်အသင့်ပြင်ဆင်လိုက်သည်လမ်းကလည်းလျှောက်၍ကောင်းလာတော့ဤအပေါ်ကနေမြင်းမြပူစေကမူတည့်ရိပ်ဝါရိပ်များကမိုးကအုပ်ဆိုင်လာသည့်အတွက်ကျွန်တော်တို့ခေါင်းပေါ်သို့တိုက်ရိုက်ကြရောက်ခြင်းမရှိတော့ချေ လမ်းကလည်း၆သွေးသည့်အပိုင်းသို့ဆက်ရောက်ခဲ့ပြီးဖြစ်၍ရှုံများပွဲများမရှိတော့သဖြင့်လမ်းသွား၍စိတ်တိုင်းကျကောင်းမွန်နေတော့၏။တမိုင်ခန့်ရောက်ခဲ့သည့်နှင့်တောကပူမူ၍နက်လာတော့၏။တွေ့မယ်ပြိုလမ်းအကူတွေမှာဂျီတို့တမင်တို့တွေ့နိုင်တဲ့မျက်စိသာရှင်ရှင်ကြည့်ကြပြီတော့။ဦးဖိုးစိန်ကနောက်ပိုင်းမှလှမ်း၍တတိပေးလိုက်သည်။မှန်ပေသည်။မကြာမီလှဲလန်းအကွက်ကလေးပေါ်ဝယ်လှဲများမှ ကြကြံရစ်ခဲ့သည့်ကောက်ယူများကို ငုံကတတိတိနှင့်ရက်ကငုံကစားနေကြသည့်ရစ်လေးကောင်အုပ်ကိုလှမ်း၍တွေးလိုက်ရသည်တွင် ကျွန်တော်သည်လှဲလန်း၏ညာဘက်မှအရိတ်ခိုကခတ်တုတ်တုတ်တက်လိုက်ရင်လူတန်ကြား၍ခေါင်းမော့ကကြည့်နေသောရစ်လေးကောင်ကိုနှလုံးပြူးနှင့်ပြစ်ခတ်ချလိုက်သည်နှလုံးပြူးတန်နောက်ဝဲထွေးကနေတတိကြီးလိမ့်ပါသောရစ်လေးကောင်ကိုတွေးရသည့်သုံးကောင်မှနေရာတွင်ဖြက်ခနဲထွေးနေပြီးတကောင်က တွေးယူတွေးတတ်နှင့်ဟိုထိုးတီထိုးပြေးနေ သည့်အတွက်ဥပိုးဟံကဝါချောင်းတစ်ချောင်းနှင့်လှမ်း၍ပြစ်ခတ်ကာကိစ္စတုံးလိုက်ရသည့်ရစ်ဖကြီးတစ်ကောင်နှင့်ရစ်မသုံးကောင်ဖြစ်ကြောင်းတွေ့လိုက်ရပေ၏။ဟင်းနှင့်နှက်စာကတော့တေချာပြီးပြိုးရွာကလည်းကြိုတင်ပြီးကြံဖန်ချက်ပြုတ်ထားနေပါလိမ့်မယ်။ဥပိုးစိန်ကရစ်လေးကောင်ကိုကင်တွယ်ယူငင်ကပြောလိုက်သည်။"ကိုင်းဦးမောင်မောင်ခင်အလှဲ့ပဲကြံတော့တယ်ရှေ့မှာပူတွေ့မယ်" ကျွန်တော်ဒီဤ6ပေလမ်းကြောင်းအတိုင်းပုံမူ၍တီးကျွမ်းခဲ့သည့်အတိုင်းကြိုတင်ကသတိပေးလိုက်သည်။တမိုင်ခွဲခန့်တက်ခဲ့သည့်နောက်တောင်တန်း၏အရှိတ်ဘက်မှအနောက်ဘက်အင်းတိုင်းတော်သို့ခေါင်းပြူကဖြက်ကူးတော်မူကြီးနှစ်ကောင်ကိုကျွန်တော်နှင့်ဦးမောင်မောင်ခင်တို့ကရုတ်တရက်တွေ့လိုက်ရာဦးမောင်မောင်ခင်ကိုကိတ်ခတ်ရန်အချက်ပေးလိုက်သည်။သုံးဝဝ6ရိုင်ဖယ်ဤမီးပွင့်တန်နှင့် မောင်းရိုက်ရန်ပောက်ကွဲတန်ကြီးသည်လှဲလန်းပေါ်ဝဲတခဲနှင့်လွှမ်းမိုးဖုံးလွှမ်းတော်တော်ဤ ကြီးမျိုးကြီးနှစ်ကောင်အနက်ကြီးပေါက်ကြီးမှရှေ့သို့တပတ်ကျွန်းပြစ်ချသွားတော်၏။ကျန်ကြီးမကြီးသည်လဲလန်းနောက်ပိုင်းသို့ဆုပ်ပြေးတွင်ကျွန်တော်၏နှလုံးပြူပြောင်းဝမှမီးပွင့်ကကြီးမကြီးသည်ဝေါ်ခနဲထိုး၍ပြစ်ကကျသွားတော်၏။ဟုတ်လိုက်လေဗျသွားရင်လာရင်ဆိုက်ရိတ်ကြည့်တယ်ဆိုတာဒါမျိုးပေါ့။ဥပိုးဟန်ကြီးသည်မောင်တင်ထုံနှင့်အတူကြီးနှစ်ကောင်ကိုဆွဲထုတ်က နောက်ကလိုက်ပါလာကြမည်လဲသုံးစီးပေါ်တွင်တင်ယူခဲ့ရန်စီစဉ်လိုက်ရပေ၏။ကိုင်း ခဏနာကျင်နာကြဦးရှိကကြောပြင်ကြီးဟာကြာသူကြောကြီးလေဘုံမူခမရတို့ကျုပ်တို့ချေရဟောင်းတွေလိုက်ရှာရင် တွေ့တောင်တွေ့ရပါလိမ့်မယ်ပြို့ဥပိုးဟန်သည်ရှိကလာဂျပန်ခေတ်မတိုင်မီကပင် သူနှင့်ကျွန်တော်ရဲဘော်ဥပိုးရင် တက်ချက်ကြီးတန်းထွန်းရဲဘော်ကျော်လိုင်တို့ဤအမဲပစ္စာကွက်ကြီးကို အောက်မေတ္တိယမိပုံဖြင့်ညိုမိုင်းနေသောကြာသူကြောပြင်ကြီးကို မေမော်၍မလုံမရှက်ကြည့်၍ပြောလိုက်သည်အတိတ်တွေသည် အရေးတွေပမာမကြာခဏစက္ကန့်ပိုင်းတွင်၌ပင် ကျွန်တော်ဤခေါင်းထဲတွင်တလျက်လျက်ထင်မြင်တည်ရလာစေ၏ဤတော်ဤတောင်၌ပင်ကျွန်တော်ဥပိုးဟန်တက်ကြကြီးတန်ထွန်ရဲဘော်ကျော်လိုင်းတက်ကြမောင်ပူမောင်လူတို့သည် အုပ်တင်းဖွဲ့ကဆိုင်အုပ်ပြောင်းအုပ်ဆက်တော်ဝက်များကို မနာမနေလိုက်ခဲ့ကြသည်ကျွန်တော်တို့မရောက်ဘူးမအိပ်ဘူးစခန်းမချဘူးခဲ့တော့တောတောင်စခန်းရေစမ်းဟူ၍မရှိသလောက်တောတောင်ဒေသများကိုကျွမ်းကျင်ခဲ့သည် ဤကန္တာအောင်မြင်ကုန်းအစရှိသည့်ခြေရွာသူခြေရွာသားများသည်ကျွန်တော်တို့ပြစ်ခတ်ခဲ့သည့်အမေသားငါများကို ကောင်းစွာစားခဲ့ပူကြသည်ကျွန်တော်တို့လူစုနှင့်မူဆိုးများဤတနတ်တန်ကိုနားဆွင့်ထောင်နေကြသူများသာဖြစ်ခဲ့ကြသည်တောင်ကုန်းနှင့်ရှိုးစုတိုင်းစန်းတိုင်းစခန်းတိုင်း၍ကျွန်တော်တို့ပြစ်ခတ်ရရှိခဲ့သည့်အမဲများကိုဖျက်ရာဟင်းချက်ရာကြည်တင့်ရာဌာနများဖြစ်ခဲ့၏ကျွန်တော်တို့ပြစ်ခတ်ရရှိခဲ့သည့်တားကောင်များ၏အယိုးအရင်ဟောင်းများကို ခုတိုင်ရှာဖွေပါကကောင်းစွာတွေ့နိုင်မည်ကိုယုံကြည်ခဲ့မိသည့်ယခုမှမူကားကျွန်တော်နှင့်ဥပိုးဟန်တို့အားမူဆိုးဖွဲ့ဝင်များအနေနဲ့လူငယ်ဖြစ်နှစ်ဦးသာကြံ့ရင့်ခဲ့သည့်ရဲဘော်ကျော်လိုင်းလည်းသူ၏ရက်ရွာဖြစ်သည့်တထုံပိုင်းကျွဲချံခင်းသို့ပြန်သွားသည်မှာတော်လန်ရေးပြီးသည့်ကာလမှပင်သူစီမှစာလဲမလာလူလဲမရောက်နှင့်လူချင်းဆရာတပည့်ချင်းကွဲကွာခဲ့ကြပြီး တက်ကြကြီးတန်ထွန်းသူမဟုတ်ထဝဲတန်ထွန်းတက်ကြမောင်မှုမောင်နူးတို့လူစုသည်ရန်သူများလက်ချက်ကြောင့်ကျွန်တော်နှင့်တေကွဲကွဲခဲ့ရပေပြီးယခုအချိန်ခါမျိုး၌သူတို့သာရှိပါမှုတပြောတပါပြစ်ကြခတ်ကြအမဲချောင်းကြကရှေးဟောင်းနောက်ဖြစ်များပြန်ပြောရင်မိဖို့ကြီးပေးတွင်လက်ဖက်ရည်ကျန်းတောက်လျက်မူဆိုးရတာကိုစမြုံပြန်နေကြတော့မီစသည့်အတိတ်ကိုတတိယကကျွန်တော်ဖို့ရင်ထဲ၌ဝန်းနေစိတ်တွေကျွန်တော်ဤရောင်းရင်ရဲပေါ်များကို လွမ်းဆုတတိယမှုကြောင့်မျက်ရည်များပင်ဆိုးလာခမန်းဖြစ်လာမိသည်ကျွန်တော်ကဥပိုးဟန်ကြီးကိုအသာဆောင်၍ကြည့်လိုက်ရာကျွန်တော်ကဲ့သို့ပင်တောတောင်မျိုးမိုင်းများကိုငင်းမော၍ကြည်ရင်ပင်သက်ဖြာလျက်ရှိနေကြောင်းကိုတွေ့လိုက်ရသည်ထို့ကြောင့်ကျွန်တော်သည်ကြာကြာနားမယူလိုတော့သည့်အလျောက်ကိုင်းဥပိုးစိန်ရှစ်ဆက်ကြရအောင်ကြကြနာရင်ချွေးတိတ်သွားမှာဆိုရတယ်တတိပေးကရှိသူဆက်လက်ချီတက်ရန်ပြင်ဆင်လိုက်ရပေ၏ လှဲ၃စီးကလည်းမီလာဒီတွင်လှဲများပေါ်သို့ရေလေးကောင်နှင့်ဂျီနှကောင်ကိုတင်ပေးလိုက်ကကျွန်တော်တို့ခြေလင်းမှုဆိုးများသည့်လှဲရှိမှပင်ဆက်လက်ချီတက်ခဲ့ကြပြန်သည့်ကုန်းသာဘက်သို့ရောက်ရန်ထဝက်ကျော်ခရီးသို့ဆက်ရောက်ခဲ့သလိုတောကလည်းပုံမနှဆိုင်လာချီပြီးတင်ဝါတော်ကြီးများထွေးတော်ဖုံးစိုးတော်ကြီးများကလည်းလှဲလန်းကိုပိတ်ခတ်မှန်းထုထက်စွာပေါက်ရောက်နေသည့်တချို့နေရာကရင်လဲများကိုလူအဖျင်းဆွဲကချကတဖက်လန်းထိတ်သူကူးနိုင်ရန်ကြံဖန်၍ လဲလန်းပြောင်းပေးနေရသည့်ကျွန်တော်သည်ဥမောင်မောင်ခင်တို့၏အခြေအနေကိုကြည့်လိုက်ရာချွေးတန့်ရွှဲရွှဲဖြင့်တွေးလိုက်ရသည်တွင်ပဲနဲ့လေမောလာပီလာဥမောင်မောင်ခင်လှမ်း၍မေးလိုက်ရာဥမောင်မောင်ခင်ကခုမှနေလို့ထိုင်လို့ကောင်းနေပြချွေးကောင်းကောင်းမထွက်တာကြပြီးကိုခီးသွားလာမှုကိုနှစ်သက်သည့်မျက်နှာဖြင့်ဖြေချလိုက်သည်ဟောဒီတတောင်ကျော်အစင်းမှာကျုပ်တို့ရွာရောက်တော့မယ်ရွာဘက်ကလာလေးလေးအမဲပေါ်လေးလေးပဲအသာချောင်းပြီးတက်ကြပြု့ ဥပိုးစိန်ကဥမောင်မောင်ခင်ဤရဲဘက်များနှင့်လမ်းမအခြေအနေကိုပြောပြနေသည်ဥပိုးဟန်သည်၆ပြည်လမ်းပေါ်မှခတ်ဆော့ဆော့ပိုင်းကဖြတ်ကူးသွားသည်တော်ဝက်ချီယာဆက်ချီယာကြီးများကိုငုံ၍ကြည့်ကားခေါင်းတငိမ့်ငိမ့်နှင့်ကျေနပ်နေသည်လေကြောင်းကုန်းတွေမှာကြီးဆက်တွေဝက်တွေကပ်နေမှာပဲဘာဖြစ်လို့လဲဆိုတော့စပားကမှက်ကနီးနေပြီကိုဥပိုးဟန်ကြည့်သည် 423ရိုင်ဖယ်ကြီးကိုပခုံးတွင်ထမ်းလျက်လမ်းပေါ်တွင်ရက်ကပြောလိုက်သည့်တောင်အောက်သို့ဆင်းခဲ့ကြပြန်သည်ကန္တာကုန်းသာလမ်းကားမပြုတ်ပြင်ပဲထားသဖြင့်အတော်ပင်ပျက်စီးနေလေပြီး၆ပေလေးလမ်းများပြုတ်ပြင်ရေးကိစ္စများတစ်တော်ဌာနရန်ပုံငွေရှိမှသာပြုတ်ပြင်နိုင်ကြသည်တခါတရံတစ်ထုတ်ရေးဌာနမှတင်များကိုကားများဖြင့်ထုတ်ယူရန်ရှိမှသာဖော်ပြပါလမ်းမျိုးကိုပြုတ်ပြင်လေ ရှိကြသည်ထို့ကြောင့်တစ်တော်တွင်6ပေလံများမှာမိုးကဖြတ်တစ်ကဖောပင်တွင်ဖြင့်ဖုံးဟန်းကပျက်စီးခဲ့ရပေ၏တို့ရတွင်နီးစက်ရကြေးရွာများမှာလေသမားရသမားများဖို့နှွေကာလတွင်လှဲများဖြင့်စပားတိုက်ကမြို့သို့ရောင်းချခြင်းဈေးဝယ်သွားခြင်းအတွက်အခက်ခဲမရှိကြစေရန်ကြေးရွာလိုက်စုပေါင်း၍လမ်းဟောင်းများကိုပြုပြင်လုပ်ကိုင်ခဲ့ခြင်းတို့ကြောင့်သာကြေးရွာနှင့်မြို့ဆက်သွယ်ရေးလမ်းများတွင်မှနောက်တစ်နှစ်အတွက်အသုံးပြုနိုင်အောင်ဖြစ်လာပြန်သည်ထို့ကြောင့်လေတော်တွင်6ပေတစ်တော်လမ်း10ပေတစ် တောလမ်းများသည်မိုးရင်းခါတွင်လမ်းပိတ်သွားသည်ကများပြီးသွားလာ၍မဖြစ်နိုင်အောင်ပျက်စီးကြခြင်းဖြစ်သည့်တောကျောအောက်သို့ဆင်းလာသည့်နောက်တဖာလုံးခန့်အကွာတွင်၆ပေလမ်းပေါ်သို့တတိကြီးဖြတ်တန်းသွားလာထားသည့်ဆိုင်ကျေရတအုပ်ကြီးကိုတွေ့လိုက်ရသည်